ျွန်တော်ဖုန်းတစ်လုံးကိုသုံးတဲ့အခါမှာမတူညီတဲ့ usage တွေနဲ့သုံးကြတာများတယ်။အဲတချို့တွေကကျတော့ဖုန်းကို game ဆော့ဖို့အတွက်သုံးကြတယ်။အဲတချို့တွေကကျတော့ပုံမှန် social media နဲ့ entertainment အတွက်သုံးတာများတယ်။အဲတချို့တွေကကျတော့လည်းကျွန်တော်တို့အလုပ်အတွက်သုံးကြတယ်လို့တချို့တွေကကျတော့လည်းဓာတ်ပုံရိုက်ဖို့အတွက်သုံးတဲ့သူတွေလည်းရှိတယ်။ဆိုတော့ဒီနေ့ကျွန်တော်ပြောပြပေးမယ့် Infinix Note 50 Pro ကြတော့အဲ့လိုမတူညီတဲ့ usage တွေကို official ဝင်လာတဲ့ဖုန်းတွေထဲမှာ balance ဖြစ်အောင်လုပ်ပေးထားတဲ့ဖုန်းလို့ပြောလို့ရတယ်။အယူဆုံးသူရဲ့ဇင်းလုံးနဲ့ပဲစရမယ်ဆိုရင် तू က9,000 9,000 9,000ကျန်တဲ့ရောင်းပေးမယ်လို့သိရတယ်။ဆိုတော့ဒီဗီဒီယိုမှာကျွန်တော်ပြောသွားတာတွေကဒီဈေးကိုအခြေခံပြီးတော့ပြောသွားတယ်ဆိုတာလေးကိုထည့်ပြီးတော့တွေ့ထားစေချင်တယ်။ပထမဆုံးဒီဖုန်းကိုဘယ်အချက်တွေက balance ဖြစ်စေရလဲဆိုတာနဲ့စရရင်ဖုန်းတစ်လုံးကိုကျွန်တော်ပုံမှန် daily usage ရဲ့ social media နဲ့ entertainment အတွက်ပဲသုံးမယ်ဆိုတဲ့သူတွေအဲ့ point ကိုပြောနေတော့အောင် သူ့ရဲ့ display က6.78 inch ဆိုတော့ခက်ကြီးကြီး display ပြအဲ့ဒါကမှကျွန်တော်တို့ AMOLED display ပြန်တယ် high refresh အနေနဲ့ဆိုရင် 144Hz ပါလာမယ်အပြင်မှာ brightness ကလည်း1200 nits နဲ့ပြီးတော့ resolution အနေနဲ့ကလည်းကျွန်တော် full HD plus resolution ပေါ့နော်ဆိုတော့တကယ်တော့ဒီ on paper box spec တွေကိုမေ့ပြီးသူ့ရဲ့ display ကိုကျွန်တော်တို့ကြည့်လိုက်တာနဲ့အရင်သဘောကျစေမယ့်အချက်က bezel တွေကအရင်ပါတယ်လို့ symmetrical ကြတဲ့အချက်ပဲ flash တွေမှာပဲ view site ပေးတဲ့အချက်ကိုဒီလိုမျိုး70သိန်းဝန်းကျင်တဲ့ phone တစ်လုံးမှာ view site ပေးထားတဲ့အချက်ကိုတော့ကျွန်တော်သဘောကျတယ် now တစ်ချက်က high refresh မှာ 144Hz ဖြစ်နေတဲ့အချက်ပေါ့ နော်ဒါကကျွန်တော်တို့ပုံမှန် usage ဖြစ်တဲ့ social media အတွက် scrolling ဆွဲတာမျိုးတွေနောက် game ဆော့တဲ့အခါမျိုးတွေမှာ တိတိတသားလေးအထောက်အကူဖြစ်တယ်ဆိုတော့ဒီအချက်ကကိုကဖုန်းတလုံးကိုဂိမ်းဆော့မှာလားဒါမှမဟုတ်ခုနကျွန်တော်ပြောသလိုမျိုးဆိုရှယ်မီဒီယာအတွက်ပဲတုံးမှာလားဒီနှစ်ချက်လုံးမှာအဆင်ပြေတဲ့ဟာကိုကျွန်တော်သွားတွေ့ရတယ်နောက်ကာလာပိုင်းမှာဆိုရင်လည်းသူ့ရဲ့ display ကမစိုးရတဲ့အထက်မှာပါတယ်အဲ့ဒါအောင်မှာကျွန်တော် display မှာ C တို့ချွေးတို့ရေတို့ပင်နေတဲ့အချိန်မှာတုံးလို့ရမယ် what does display နည်းပညာကိုလည်းသွားထည့်ပေးထားသေးတယ်ပုံမလင်းလင်းပြောရရင်ဗျာကျွန်တော် official ဝင်လာတဲ့ဖုန်း7သိန်း off ဆိုတဲ့ဖုန်းတွေထဲမှာသူ့ရဲ့ display ကအပြစ်ပြောနေကြတော့မရှိဘူးတခုလေးပဲဒီ under display fingerprint sensor ကိုအပေါ်လေးနည်းနည်းတင်ပေးထားလိုက်မယ်ဆိုရင်တော့ကျွန်တော်တုံးရတာပို့ပြီးအဆင်ပြေ လိမ့်မယ်အဲ့ဒါကိုမှကျွန်တော် entertainment အတွက်သုံးမယ်ဆိုရင်30ရာခိုင်နှုန်းတော့အရေးကြီးတဲ့ audio ဘိုင်းမှာလည်းသူက JBL Studio speaker ပြဒါတော့မှစောင်းပိုင် JBL ကိုသုံးပေးထားတာအသံထွက် quality ကတော်တော်လေးကောင်းတယ် clarity ဖြစ်တယ်ကျဲလဲကျဲတယ်နောက်တစ်ချက်ကကျွန်တော် gain ဆော့မယ်ဆိုတဲ့သူတွေအတွက်ပေါ့နော်အဲ့ point of view ကနေကျွန်တော်ဆက်သွားကြည့်မယ်ဒီနေရာမှာတချို့တွေကတော့ဒီဖုန်းမှာသုံးပေးထားတဲ့ media တက်ကဲဟီလီကိုကြီး100 extra နဲ့ပတ်သက်ပြီးတော့ complain တက်เสียရရှိကောင်းရှိလိမ့်မယ်ပေါ့နော်ဒါပေမဲ့ အဲတစ်ဖက်ကပြန်တွက်ကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ PI ဖုန်းမဟုတ်ဘဲနဲ့ official ဝင်လာတဲ့ဖုန်းတွေထဲမှာဆယ်သိန်းဝန်းကျင်ဆိုတဲ့ဈေးတန်းနဲ့ G100 Ultra ကသူတွေနဲ့တော့ဝီးဖြစ်နေတဲ့ chipset တစ်ခုတော့မဟုတ်ဘူးဗျာတေချာအောင်ကျွန်တော် benchmark တွေရောတာမယ်တွေရောအကုန်စမ်းပေးထားတယ်နောက် game play တွေလည်းစမ်းပေးထားသေးတယ် benchmark တွေမှာဆိုရင်သူက antutu ရမှတ်မှာ၄သိန်း၂000 4000နဲ့52မှတ်ထိရတယ်ဒါမှမဟုတ် gamer sigma ဆိုရင်လည်း single ကို918နဲ့ multi ကိုမှ1940ထိရမယ်နောက် minute 20ကြာ status ကိုလည်းကျွန်တော်စမ်းပေးထားတယ် ဘတ်လုစကိုက1365နဲ့လိုဝက်လုစကိုက1358ဆိုသူရဲ့ stability score က99.5%အထိရှိတယ်ဗျာဆိုဒီအချက်ကဒီဖုန်းက performance ကောင်းတယ်မကောင်းဘူးဆိုတာထက်ထွက်လာတဲ့ performance ကို stable ဖြစ်ဖြစ်နဲ့ထိန်းပေးထားတဲ့အချက်ကတော့တေချာသွားပြီအဲအောင်မှာ minute 30ကြာ status time နဲ့အချိန်မှာသူရဲ့ temperature ကလည်း 33°C ကနေ 39°C ဝင်ကျင်ဆိုတော့ thermal control လည်း ဆယ်သိန်းဝန်းကျင်မှာဒီဖုန်းကဆယ်သိန်းဝန်းကျင်တန် performance ထွက်တယ်ဒါအောင်မှကျွန်တော်အပိုရလိုက်တာကခုန performance တွေပဲဖြစ်တာ၄ temperature control ကောင်းတာတွေကကျွန်တော်ဂိမ်းဆော့ရနေမှာအထောက်အကူသွားဖြစ်တယ်ပေါ့နော်အထူးသဖြင့်သူနဲ့ collaboration လုပ်ထားတဲ့ mobile legend မှာဆိုရင်အမြင့်ဆုံး frame rate ကို super net graphic ကို ultra ဒီရတယ်ဆိုတော့ကျွန်တော်120 frame per second နဲ့ရမယ်နောက်ပြီးကျွန်တော် sensor ကြည့်ရတဲ့လောက်ဆိုရင်လည်းဗျာဟိုစိုးရတာတော်တော်လေးအဆင်ပြေတယ်ကျန်တဲ့ ram မှာလည်း 12gb storage ကလည်း 256gb ဆိုတော့ဆယ်သိန်းဝန်းကျင်ဆိုတဲ့ဈေးထဲမှာ ram ron အပိုင်းလေးကလည်းမစိုးနေပြန်ဘူး နောက်တစ်ချက်က SOS 15အအမှန်တိုင်းဝန်ခံရင်တော့အရင်တော့ကျွန်တော်ကိုယ်တိုင်လည်း Infinix ရဲ့ SOS ကိုမကြိုက်တဲ့သူတွေထဲမှာတော့ပါတယ်။ဒါပေမဲ့ဒီတစ်ခေါက် SOS 15ကပြောင်းလဲလာတော်တော်များများတွေ့ရတယ်ပေါ့နော်။ပထမဆုံးတစ်ချက်အနေနဲ့ဆိုရင်သူ setting ပိုင်းမှာရှင်းရှင်းလင်းလင်းလေးလုပ်ပေးလိုက်တယ်။အဲကျွန်တော်သုံးရတဲ့ usage မှာပို့ပြီးလွယ်သွားစေတယ်။နောက်တစ်ချက်က font နေရာစသူပြောင်းပေးလိုက်တယ်ပေါ့နော်။နောက်ပြီးဘယ်နေရာမှာပို့ပြီးတည်တာသွားလဲဆိုတော့ AI feature တွေထည့်ပေးလိုက်တဲ့အခါကျတော့ကျွန်တော်ခုနကပြောသလိုမျိုး phone ကို game လဲဆော့မှာမဟုတ်ဘူး entertainment အတွက်လည်းသုံးမှာမဟုတ်ဘူး။အလုပ်အတွက်သုံးမှာဆိုတဲ့သူတွေအတွက်လည်းဒီ AI feature တွေကအထောက်အကူသွားဖြစ်စေတယ်။ဘလို့မျိုး AI feature တွေပါလဲ ဆိုတော့ DC R1 ကိုအခြေခံထားတဲ့ voice assistant features ဖြစ်တဲ့ Foreless voice ဆိုတဲ့ features ပါလာမယ်။နောက်ဖုန်းပြောနေတဲ့အချိန်မှာ real time translation လုပ်ပေးတာတွေ summarization လုပ်ပေးနိုင်တဲ့ call assist တွေပြီးဘာသာပြန်ပေးနိုင်တဲ့ translation assist တွေအပြင်မှာ document assist social assistant လိုမျိုး features တွေလည်းပါလာမယ်ဆိုတော့ကိုယ်အလုပ်အတွက်သုံးမယ်ဆိုရင်လည်းသူ ready ဖြစ်နေတဲ့ပုံစံမျိုးပေါ့နော်။နောက်ထူးထူးခြားခြားအနေနဲ့ဆိုရင်တော့သူ့ရဲ့ဒီ camera on မှာ active hello ဆိုတဲ့ ring လေးပါလာရပေါ့နော်။ဒီ active hello ဆိုတဲ့ ring လေးကတော့ကျွန်တော်ဖုန်းဝင်လာတဲ့အချိန်နေအဖုန်းအားသွင်းတဲ့အချိန်နေ notify ဝင်လာတဲ့အချိန်နေမှာ RGB light လေးနဲ့ပြပေးမယ်။ဒါအောင်မှဒီ active hello like ရဲ့ အထဲမှာသူဆန်ဆာလေးနှစ်ခုထည့်ပေးတာအဲ့ဆန်ဆာကဘာလုပ်တာလဲဆိုတော့ကျွန်တော်တို့ high rate တိုင်းလို့ရမယ် SPO2 တိုင်းလို့ရမယ်အဲ့တော့ကင်မရာဘိုင်း ဒီနေရာမှာတော့ပုံမှန်ပဲပေါ့နော်၁၀သိန်းခွင့်ကျင်တဲ့ဖုန်းလုံးအနေနဲ့ပါတင်ပါထိုက်တာလေးပါလာတယ်။ main sensor 50 megapixel aperture f1.9 ရဲ့8 megapixel ultra wide ရဲ့အသုံးပေးထားတယ်။ camera feature စီတော့ကျွန်တော် first impression ကပြောခဲ့တဲ့အတိုင်းပဲစုံနာမှတော်တော်လေးကိုစုံတယ်။ဒီထဲမှာမှကျွန်တော်အဓိကအသုံးဖြစ်တာကတော့ street snap လိုမျိုး feature အသုံးဖြစ်တယ်။နောက် portrait ကိုအဓိကအသုံးဖြစ်တယ်ပေါ့နော်။ပုံထွက်ကောင်းလားဆိုတော့ဘယ်လိုပြောမလဲဒီဖုန်းရဲ့ camera color tone ကနည်းနည်း one ဖြစ်တဲ့ဘက်ကိုသွားတယ်ဆိုတော့ color tone ကို one ဖြစ်တာကြိုက်တဲ့သူတွေကဒီဖုန်းရဲ့ camera ဘန်ကိုသဘောကျလိမ့်မယ်ပေါ့နော်။အထူးသဖြင့် color ဆိုတာတောက်တာလေးကြိုက်တဲ့သူဆိုရင်သူ့ရဲ့ camera ကိုသဘောကျလိမ့်မယ်။အဓိကကတော့ ော့ portrait ဘိုင်းမှာ 2x နဲ့ရိုက်လို့ရအောင်လုပ်ပေးထားတာရယ်နောက်ပြီး low light ဘိုင်းမှာ color optimize လုပ်ပေးထားတာလေးတွေကအဆင်ပြေတယ်နောက် ultra wide ကတော့ကျွန်တော် main sensor နဲ့ရှင်းလိုက်မယ်ဆိုရင်အဲ megapixel နည်းနည်းကွာသွားတဲ့အတွက် color consistent မဖြစ်ဘူး sensor size နည်းနည်းကွာသွားအောင်လည်းပါလိမ့်မယ်ဒါပေမဲ့သူ့ဈေးနဲ့ဝန်းကျင်ဖုန်းတစ်လုံးအနေနဲ့ဆိုရင်တော့ကင်မရာကို hardware ဘိုင်းမှာပါတင်တာပါလာတယ်။ software ဘိုင်းမှာလည်းပြည့်ပြည့်စုံစုံလေးထည့်ပေးထားတယ် ိုတော့ကျွန်တော်ဒီဖုန်းက intro မှာပြောခဲ့လိုမျိုးပဲ balance ပြောင်းသွားတာရဲ့ဖုန်းပေါ်မှာကျွန်တော်တို့အပိုရမယ့်အပိုင်းတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ battery ပေါ့နော် battery ဆိုလို့အားပိုခံသွားလား battery mAh အများကြီးပါလားဆိုရင်တော့မဟုတ်ဘူးသူကပုံမှန်ပဲ5200 mAh ပါလာမယ်အဲဆိုတော့ကျွန်တော်တို့ပုံမှန်အားခံသင့်တလောက်ခံတယ်ဒါမှမဟုတ်သူ့ကိုအားသွင်းဖို့အတွက်က90ဝက်နဲ့အားသွင်းမယ်ဆိုရင်ကျွန်တော် hyper charge mode ကိုဖွင့်ပြီးသုံးလို့ရမယ် hyper charge mode ကိုဖွင့်ပြီးသုံးမယ်ဆိုလို့ရှိရင်0 to 100%ကို38မိနစ်နဲ့အပြည့်သွင်းလို့ရမယ်ဒါဆိုဘာအပိုရရလဲဆိုတော့သူ့မှာ wireless charging နဲ့အားသွင်းလို့ရတာအားသွင်းလို့ရတဲ့အပြင်မှာသူ့ရဲ့ wireless charging USB ကလည်း30ဝက်နဲ့ဗျာအဲ30ဝက်နဲ့အပြင်မှာကျွန်တော် wireless charging pad ပါထည့်ပေးထားသေးတယ်ဒါလေးကတော့7သိန်းဝန်းကျင်တဲ့ဖုန်းလုံးအနေနဲ့ကျွန်တော်သဘောကျတဲ့အခြေအနေမှာပါတယ်ဗောနော်တခြားဘိုင်းတွေမှာဆိုရင်လည်းကျွန်တော် big quality ဘိုင်းမှာ metal frame ကိုတုံးပေးထားတာလေးကတသက်ရရရှိတယ်အဲတော်တော်တန်းတန်းတင်းဖြစ်တယ်ဗောနော်နောက်ပြီး durability ဘိုင်းမှာဆိုရင်လည်း IP64 dust and water resistant ပါလာဦးမယ်ဒါအောင်မကူက note 50 pro ဒီမသွားခြင်းဘူးဆိုရင်လည်းအဲသူနဲ့တိတ်မကွာဘူးဈေးကပိုသက်သွားသွားမယ်အဲ7သိန်း4900ကိုရတယ် note 50ကလည်းရှိအောင်မယ်ဆိုတော့ဒီဖုန်းနှလုံးကဘာကြီးကွာသွားလဲဆိုတော့ကျွန်တော် first impression မှာပြောပြသားဆိုတော့ဒီဗီဒီယိုမှာတော့ထည့်ပြီးတော့မပြောတော့ဘူးเนาะ ပြီးတော့ pre order မှာတော့သူပေးခဲ့တဲ့ power bank နဲ့ wallet charger ဘက်ကိုလည်းဒီစပြီးတော့ရောင်းတဲ့အချိန်မှာဆက်ပြီးတော့ပေးသွားမယ်လို့လည်းသိရတယ်ဆိုတော့ဒါကကျွန်တော် note 50ပဲဝယ်ဝယ် note 50 pro ပဲဝယ်ဝယ်ဒီလက်ဆောင်လေးဆက်ပြီးရမယ်လို့သိရတယ်ပေါ့နော်ဆိုတော့ဒီ infinite note 50 pro ကိုဘယ်လိုမြင်လဲကိုက brand ကိုအစွဲမရှိဘူးပေါ့နော်ဆယ်သိန်းဝန်းကျင်တဲ့ဖုန်းတစ်လုံးရှာနေရဆိုရဲ့သူတွေအတွက်ဆိုရင်တော့တေချာပေါ့ ဒီဖုန်းကထိတ်ဆုံးကထည့်ပြီးစဉ်းစားတင်တဲ့ဖုန်းတွေထဲမှာပါတယ်။သွားတဲ့ပုံစံကလည်းကျွန်တော်ပြောလိုမျိုးပေါ့နော်။သူ့ဈေးနဲ့ဝင်ချင်တခုမှ gaming ဘက်မှာရော။နောက်ပြီးတော့ကျွန်တော်ပုံမှန်3နဲ့ daily 3နဲ့ social media usage entertainment အတွက် usage တွေမှာလည်း balance ပြအောင်ထုတ်ထားတဲ့ဖုန်းလို့ပဲပြောရင်အဆုံးထိကြည့်ပေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ။